တရားဝင်မချက်ကတော့ခိုးချက်တာဩခိုးချက်တဲ့ခါကျတော့ဒီကောင်တွေကအဲ့ခိုးချက်တဲ့ဖိုးတွေကိုဒီကောင်လိုက်ဖမ်းဖို့ပြင်တာအများတန်းကသူတို့ကအဲ့လမ်းကြောင်းလှုပ်လှုပ်ရှားနေကြခွင်ပဲအလုံးမင်းလာပါမင်းလာပါကြိုက်မင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာ29ရက်နေ့ပေါ့နော်29ရက်နေ့နေ့စဉ် ဒါထုံးတမ်းနိုင်ပဲကျွန်တော်ညီကိုတင်ဆက်နေကြနေ့စဉ်ထူးခြားသတင်းတွေပေါ့နော်နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ဒါအမှုပညာသမားတွေကိုဒါ white out လောက်တာပေါ့နော် white out လောက်တာနဲ့ပတ်သက်ပြီးတော့မှဒါဟိုဘောမဒီဘက်ကဗာပြောလဲဆိုတော့ဒါ follower ဖြုတ်တာတော့နေတော့ဒါဟိုထမင်းငတ်မသွားဘူးလို့ဘာလို့ပေါ့နော်ထမင်းငတ်မသွားဘူးလို့ဘာလို့ဆိုပြီးတော့မှပြောတယ်ပေါ့နော်ကျွန်တော်တို့ကလည်းပြောချင်တာကမင်းတို့ စစ်ကောင်စီရဲ့ဘောမဇာကရိုက်မှထမင်းစားရမှာမဟုတ်ဘူးဟုတ်လားကျွန်တော်တို့လည်းဒီတိုင်းပဲစစ်တပ်ထဲမှာနေနေမှာထမင်းစားရမှာမဟုတ်ဘူးကျွန်တော်တို့လည်းခြေလက်တွေအကောင်းကြီးရှိတယ်ကျွန်တော်တို့ထမင်းစားဖို့အတွက်တေးကြတာပေါ့စစ်သားကတော့စစ်သားလို့ပဲလုပ်တတ်တာပေါ့ဟုတ်တယ်မလားလေတက်ကဒီလေတက်ကတက်ကြည့်ကြည့်ရလေတက်လို့ပဲသူ့မှာဟို16နှစ်18နှစ်တာကလေးကဒီလုတ်လုတ်ခဲ့တာက ကျွန်တော်တို့ဒီတက်ရွယ်ထီက ဒီအလုံးနဲ့ပဲလက်ပွန်တနီကျွမ်းကျင်မှုရှိခဲ့တာပေါ့နော်အဲ့တော့အပြင်ဘွားကိုရုတ်တရက်ချိန်သွားတဲ့အချိန်မှာကျွန်တော်အဓိကဆိုလိုချင်တာကဗျာပြည်သူလူထုကိုမျက်နာမူတဲ့လူဟာပြည်သူလူထုရဲ့မေတ္တာကြောင့်ထမင်းမငတ်ဘူးဆိုတဲ့ဟာကိုပြောချင်တာနော်အဲအဲ့ဒီဟာကိုဒါမင်းတို့ follower ဖြုတ်ဟိုဟာဖြစ်မှအဲမင်းတို့ပြည်သူလူထုအာမပေးတော့ဆိုမင်းတို့ဒီပိတ်တွေအာမပေးလို့ရောဟိုဟာဖြစ်မှလာပါတော့ထမင်းငတ်သွားတဲ့အကြောင်းမရှိဘူးတော့ထမင်းတော့မငတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာ အနုပညာသမားနော်အနုပညာသမားဘာဘာအနုပညာပဲလှုပ်ဆဆာပြည်သူလူထုကျွေးရဓမင်းစားတာပြည်သူကြည့်မှပြည်သူငှားမှဟုတ်လားဇက်ပွဲဆိုလဲပြည်သူငှားမှလူရှင်တော်ဆိုလဲဒီတိုင်းပဲပြည်သူငှားမှပြည်သူကြည့်မှပြည်သူလူတို့ရဲ့အားပေးထောက်ခံမှုရှိမှသာလဲသမင်းစားရတာဒါပြည်သူရဲ့မြစ်တာပဲဒီတိုင်းပဲစစ်သားလဲဒီတိုင်းပဲပြည်သူလူထုကရတဲ့အခွန်ပိုင်နာနဲ့လာတာပြန်ပေးတာ ရဲလဲဒီတိုင်းပဲကျောင်းဆရာဆရာမဒီတိုင်းနိုင်ငံဝင်တဲ့အားလုံးကဒီတိုင်းပဲကိုပိုင်လုပ်ငန်းလုပ်တဲ့လူတော်မှပဲဈေးရောင်းတဲ့လူကလည်းပြည်သူမြစ်တာရမှာဟာဒီဇိုင်းလေးတော့ငါတို့သွားမှာဟေ့ဒီဇိုင်းလေးတော့ဟိုဘဖြစ်မှာဟေ့ဆိုတဲ့ဟာဒီဇိုင်းရဲ့ပြည်သူပေါ်ထားတဲ့မြစ်တာနဲ့ပြည်သူကပြန်ပေးတဲ့မြစ်တာနဲ့ဒါမှသာလေဆိုင်ရှင်ကသမင်းစားရမှာပေါ့နော်အဓိကပြည်သူကိုအခြေပြုတယ်ဆိုတာလူထုကိုအခြေပြုတယ်ဆိုတော့ဟာကိုပဲကျွန်တော်တို့ကဆိုလိုချင်တာပေါ့နော်အဲ့တော့လူထုကိုကြောခိုင်းတဲ့ကောင်တွေကိုအခုဒါ ဟို UG ဖွဲ့အားဝဲအားဝဲရနေပြီးတော့မှအဲ့ဒါပြောပြအောင်ဒါဟိုပါဗောနုပညာရှင်အမိခံတဲ့စက်စက်တဲ့ရဲ့လက်ကင်တုတ်ဗောနော်ဒါနေတိုးတို့ဖွဲ့တွေဗောဖွဲ့တွေကိုကျွန်တော်တို့ရန်ကုန် UG ငါးဘွဲရနေပြီးမှဒါပြင်းပြင်းထန်ထန်အေးအေးယူဖို့ social punishment ပြင်းပြင်းထန်ထန်လုပ်ဖို့တွေဒါထုတ်ပြန်ထားတယ်ဆိုတော့သွားတွေ့ရတာဗောနော်ဟုတ်ဒါဟိုမှဒါတော့မှ social မရှိနော်ဒါဟိုဘယ်လိုပြောရလဲပြောတဲ့ဟိုဒါဟို ထိုင်းနိုင်ငံမှာဘန်ကောက်မှာလာပြီးဟိုမှာဟိုပြရဲသေးတယ်เนาะကိုနိုင်ငံမို့လို့ကိုနိုင်ငံလာဆိုလို့ရှိရင်ဒီကရှိတဲ့เนาะထိုင်းနိုင်ငံမှာရှိတဲ့เนาะတော်လန်ရေးကိုထောက်ခံအားပေးတဲ့စစ်ကောင်စီကိုမုံတီးတဲ့လူတွေเนาะတင်းတဲ့ဝိုင်းပန်းเนาะအဲရုပ်ရှင်အောင်မြုပ်တယ်เนาะတင်းတဲ့ဝိုင်းပန်းလာတော့အဲရုပ်ရှင်အောင်မြုပ်တယ်เนาะဒီလောက်ထိဟိုဟာဖြစ်တဲ့ဟာကိုနိုင်ငံမဟုတ်လို့ဒါလက်ပိုက်ပြီးတော့မှကြီးနေရတဲ့အခြေအနေမျိုးဒါမှမဟုတ်ဒီ ဇကားကိုတွားပြီးတော့မှအာမပေးကြဖို့ဒါတက်ဆိုင်တဲ့လူတွေကလည်းဝိုင်းပြီးတော့မှဟိုလှုပ်ဆော်တယ်ဗောနော်အဲ့တော့အလူရှင်ကငားမယ်ဗျာဆိုလိုရင်းတဲ့ဟာကတော့အလူရှင်ကနေတိုးကိုငားမယ်ငားပြီးတော့မှဒီမှာပွဲလာကခိုင်းတယ်ဘုကသူကဇမ်းမင်းသားပဲဆိုပါဆိုပွဲလာကခိုင်းတယ်လူရှင်ကပွဲကခိုင်းပြီးနေတိုးမလို့ဆိုပြီးတော့ပြည်သက်ကလာမကြည့်ရောသူ့ပွဲကြီးကမလုပ်လို့ရဘူး။ထမင်းတော်စားရမယ်ဗျာ။အလူရှင်ကငားတယ်။အလူရှင်ကသူ့ကိုကြည်ပြူလို့ငားတာ။ငားပြီပင်ပဲလေ လာကြည့်ရပြည်သူလူထုမရှိဘူးဆိုရင်သူဒီတိုင်းတယောက်တည်းကနေလဲပဲဘာလို့မဘလို့အနှစ်သာရရှိမှလဲပေါ့နော်အရှိမှလဲကျွန်တော်တို့ဒိန်းတောင်ပေါ့နော်ဒိန်းတောင်ဆိုရင်ဒါပွဲငားမဲ့သူမရှိလို့တော့မှခုနဟို online မှာတက်ပြီးတော့ညင်းညူနေတဲ့ video file တွေပါတက်လာသေးရောနောက်တစ်ခုက၄ view ၄ view ဆိုလဲဒါခုနပြည်သက်ကတော်တော်များများတတလုံးအနီမှာဒါ၄ view တဲဆွဲကြိုက်တဲ့ဒါပြည်သက်တွေကအစာရုံမုံသွားတာပေါ့နော်ကျွန်တော်တို့ဒေါ်လာရေးကို စော်ကားတယ်ပေါ့နော်ဒါဒီအဖွဲ့အခုလက်ရှိကလည်းဒါနေတိုးတို့ဖွဲ့ဆိုရလဲဒါရွေးကောက်ပွဲကိုကြောင်းပြပြီးတော့ဒီကောင်တွေတရုတ်ဆောင်တယ်ကျွန်တော်တို့တနိုင်ငံလုံးဝပြည်သူတွေကိုတက်ဖြတ်ဘုံကျဲမိရှုပ်ခံနေရတဲ့ဥစ္စာကိုမငဲကွက်ပဲနဲ့ဒါစစ်တပ်ကနေမှရက်တီပြီးတော့စစ်စစ်ကောင်စီရဲ့လက်ကင်တုပ်အဖြစ်ဒီကောင်တွေအတုံးချခံနေတာကိုတော့တွေ့ရတာပေါ့ဟုတ်အဲ့တော့ဟိုပါပေါ့ကျွန်တော်ပြောခဲ့လို့ပေါ့အနုပညာသမားက အနုပညာလုံးမှာပဲအနုပညာလုံးနဲ့ပဲ joint ဝင်ရှိတာပေါ့နော်အနုပညာလုံးမှာပဲထမင်းစားရမယ်ဆိုရရလဲမှန်ပါတယ်အဲ့တော့အနုပညာအလုပ်ကိုလမ်းဖြောင်းဖြောင်းကနေလုပ်ဖို့လိုတယ်လို့ကျွန်တော်တို့ကဆိုလိုချင်တာအဲ့တော့ကျွန်တော်တို့လေးစစ်သားစစ်သားလို့လုံးမှာထမင်းစားရမယ်ဆိုရင်လည်းကျွန်တော်စစ်သားအလုပ်ကိုဆက်ပြီးတော့မှအဲ့အာနာရှင်ကိုထောက်ခံတဲ့အလုပ်ကြီးကိုအာနာရှင်တို့တိုက်ပွဲဝင်နေတဲ့အလုပ်ကြီးကိုဆက်လုပ်နေမယ်အစားပြည်သူလူထုတွေငါတို့တွေနိုင်ရတာဝန် ထမ်းမယ်ဆိုပြီးတော့မှဒီဟာတွေကိုဆုံခွာပြီးတော့မှလာလာတယ်ပေါ့နော်ဒီလိုမျိုးဆိုလိုချင်တာပေါ့အဲ့တော့ကျွန်တော်တို့ဒါဟိုနှုပညာအမိကန်လက်ကင်ထုတ်တွေကိုပြင်းထန်သွားအေးအေးယူသွားမယ်ဆိုပြီးတော့မှဒါ UG ငါးဘွယ်ကနေစုပေါင်းပြီးတော့ထုတ်ပြန်တာအဲ့တော့မပြောမစိုးခိုးချောင်ခိုးဝဲလာပြီးတော့လုံးမမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ဘက်ကတိတိလင်းလင်းကြင်ညာလိုက်တာပေါ့နော်ခိုးချောင်ခိုးဝဲလုံးမမဟုတ်ဘူးပေါ်ပေါ်တင်တင် ပြောထားပြီးသားအနေထိုင်အသွာလာဆင်ញင်းမှာ နော်ဆင်းရင်မှာအဲ့တော့ဘာဖြစ်သွားလဲဆိုစကုတ်ကကျင်းသွားတာပေါ့ဟုတ်စစ်တပ်ကအာဏာသိမ်းလိုက်တယ်နီးမှန်လမ်းမှန်သိမ်းတာမဟုတ်ဘူးမတရားအာဏာသိမ်းတာမတရားအာဏာသိမ်းတဲ့ခါကျစစ်တပ်ရဲ့စကုတ်ကဘယ်လောက်ထိကျင်းသွားလဲဆိုတော့တပ်ပြင်ကိုယူနီဖောင်းနဲ့မထွက်ရဲတော့ထွက်တော့ထွက်ရဲတယ်ဘယ်လိုထွက်လဲဆိုတော့လူစုလူဝေးကြီးနဲ့အယောက်50 60တနက်တွေကာရင်ပြီးတော့မှပဲထွက်ရဲတော့တယ်ကျွန်တော်တို့ဟိုးအရင်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့2000ခွန်2008 ပတ်ဝန်းကျင်နောက်တော့ကဆိုလို့ရှိရင်ဒါကျွန်တော်တို့ uniform နဲ့တော့ဒါဟိုဟိုဟာဖြစ်တဲ့ line ကစီးတယ်ပေါ့နော် line ကဆိုတာကျွန်တော်တို့ဟိုရန်ကုန် line ကတွေကိုဆိုလိုတာမဟုတ်ဘူးဒီအဝေးပြေးကားတွေပေါ့နော်အဝေးပြေးကားတွေ uniform နဲ့တော့ပဲစီးလို့ရတဲ့အနေအထားမျိုးတွေအထိရှိတယ်ပြည်သူလူကကျွန်တော်တို့တစ်ခေါက်ဒါတောင်ကုန်းကနေပြီးတော့မှဒါ PO ပြန်တဲ့အချိန်မှာကျွန်တော်တို့တက်ကခြေတန်းထွက်လာတယ်ပေါ့နော်ခြေတန်းထွက်လာတော့ကျွန်တော်ရေပေါ်ကြီးမှာအိတ်တယ်ရေပေါ်ကြီးမှာညားအိတ်တယ်ဒါပေမဲ့ကျွန်တော်က ပြီးတော့ဒါကိစ္စတစ်ခုနဲ့ဆော်ပြီးတော့မှကျွန်တော်ကတွားရမယ်ပေါ့နော်ကားတွေကညာဘက်အိတ်လိုက်ပြီးစစ်ကားတွေကအိတ်လိုက်တဲ့ခါကျတော့ဒီဟိုဟွာကားတွေကအဝေးပြေးကားတွေကလာတာပေါ့နော်အဝေးပြေးကားတွေလာအဝေးပြေးကားတားပြီးတော့မှကျွန်တော်အဲ့ဒီအခြေတန်းထွက်တဲ့ uniform နဲ့ပဲကားပေါ်တက်လိုက်သွားပြီးမနေ့ကျတော့ပြီးရနေပြီးတော့မှကျွန်တော်လာတဲ့ရင်တန်းကိုကျွန်တော်ရင်တန်းကိုစောင့်နေမယ်ပေါ့နော်ဆိုပြီးတော့မှပြီးကိုဆော်ပြီးတော့မှကျွန်တော်ကဆင်းသွားတာပေါ့နော်ဆင်းသွားတဲ့အချိန်မှာကျွန်တော်ကားပေါ်ဆင်းကနေဒီ မေးတယ်ကားသမားကိုမေးတဲ့အချိန်မှာကျွန်တော်ကိုပတ်စံမယူဘဲနဲ့တော့ဒါဟိုဖြစ်ပြီးခဲ့တယ်ပေါ့နော်ဒါအိုက်တုံးကအခြေအနေပေါ့နော်အိုက်တုံးကအခြေအနေဒါကြောက်လို့လည်းမဟုတ်ဘူးဟိုကျွန်တော်တယောက်တည်းအသူ့ကိုတန်ရတန်ကြီးလဲဒါပေးရမယ်ဆိုတာလေတိတယ်ပေါ့နော်ဒါပေမဲ့ဆိုလိုချင်တာကတော့တူးတယောက်ချင်းတော့ယူနီဖောင်းနဲ့တနက်မပါဘဲနဲ့တော့ပြည်သူလူထုကြားထဲမှာတွားရဲခဲ့တဲ့ဟာကနေစကုတ်ကတဖြည်းဖြည်းကျင်းသွားပြီးတော့နောက်ဆုံးတက်တက်ထဲမှာပဲ ချောင်းပိတ်နော်ချောင်းပိတ်တက်ထဲမှာပဲချောင်းပိတ်တက်ထဲမှာပဲယူနီဖောင်းဝေးရတဲ့အခြေအနေမျိုးပေါ့နော်ဒီလိုမျိုးအဆင့်ထိဖြစ်သွားတယ်အခုလည်းဒီတိုင်းပဲမင်းတို့လည်းမင်းတို့ရဲ့အိမ်ခြံဝင်းလေးထဲမှာပဲမင်းတို့ကမင်းတို့တာယာတော့နော်ချောင်းပိတ်တော့ချောင်းပိတ်တော့ဒါ UG ၅ဘွယ်ကနေပြီးတော့မှစူပေါင်းထုတ်ပြန်တဲ့ဟာကဒါကျွန်တော်တို့တကယ်ကိုထိရောက်တဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတော့ပြောချင်တာပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့တွေက သူတို့ရဲ့ထမင်းစားပေါက်ကိုကျွန်တော်တို့တွေကပိတ်တာမဟုတ်ပါဘူးနော်ထမင်းစားပေါက်ကိုမေးတော့အုံသီးတို့ပါလို့ဆိုလို့ရှိရင်မတွေ့ဘူးလားနှခမ်းမွေးရုပ်ရှင်ကခေါ်ရိုက်မယ်ဆိုလို့နှခမ်းမွေးထားခဲ့တာအဲနှခမ်းမွေးသာခြေလာခဲ့တယ်ခုထိရုပ်ရှင်ကဘာမှန်းမသိဘူးဆိုပြီးတော့မှဒါကျွန်တော်တို့ပြည်သူကို ကြောက်ခိုင်းတဲ့လူတွေပြည်သူရဲ့မျက်နာကိုကြည့်ပြီးတော့မှ တရွေးထွေးခဲ့တဲ့လူတွေကတော့ဒီလမ်းကိုသွားရသမြဲပဲဖြစ်တယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဟုတ်ဟုတ်နောက်တစ်ခုကလည်းဒါဟိုဝမ်းဝမ်းသာစရာတရင်ကောင်းပေါ့နော် မကွေးတိုင်းအရေကန်လေချောင်းရံကာကွယ်ရေးဖြူဟာစခန်းကစစ်သားတွေကိုစစ်ကောင်စီကကယ်ထုတ်ဖို့ဆိုပြီးတော့စစ်ကြောင်းနှစ်ကြောင်းခွဲပြီးလာတဲ့အချိန်မှာပဲဒါလမ်းဟောင်းဘက်ကလာတဲ့စစ်တကြောင်းတကြောင်းလုံးအပြုတ်ဒါအာရကတ်တတော် AA နဲ့ပူပေါင်းခွဲတွေကတိုက်ခိုက်ခဲ့တယ်ဆိုတော့သိရတာပေါ့ဟုတ်ဟုတ်အခုကနေရီကန်က ဟိုစကားလေးတောင်ပဲစာအခေါ်လေးတောင်ပဲပြောင်းသွားပြီနှဲ့ရေကန်တမျိုးနဲ့မဟုတ်တော့ဘဲနဲ့ဒါတေမင်းတမန်နှဲ့ရေကန်ဆိုပြီးတော့မှဒါခေါ်တဲ့အခြေအနေမျိုးအထိကိုရောက်သွားပြီပေါ့နော်အဲအဲ့ဒီမှာဒါကျွန်တော်တို့ဒါရေဒါဘက်ကအဖွဲဆိုဒါသူတို့သူတို့လေကြောင်းရံကာကွယ်ရေးတပ်ကနေပြီးတော့မှထိုင်တာပေါ့နော်လေကြောင်းကာကွယ်ရေးတပ်ကလုံချုံကြီးလှုပ်တာပေါ့ဒီရေဒါကိုလုံချုံကြီးလှုပ်တဲ့အချိန်မှာကျွန်တော်တို့အာရခတ်တော့အေကပြစ်ခတ်တဲ့ဟိုဟာသူလို့ရှိရင်ကျွန်တော်တို့ ဒါတယောက်ဆိုလို့ရှိရင်ဒါအဲ့ဒီကနေဟိုတည်င်းရတဲ့ဟာပေါ့နော်မြေပြင်တည်င်းရတဲ့ဟာပေါ့စစ်တပ်ထက်ကတယောက်ကလမ်းပြီးတော့အပေးတဲ့ဟာကဘလို့ဟွာဖြစ်လဲဆိုတော့အဲစနိုက်ပါနဲ့အပြစ်ခံရတယ်ပေါ့နော်အပြစ်ခံရတဲ့ဟာကကျွန်တော်တို့ဟိုဘလို့ပြောဥထွက်သွားတယ်ပေါ့နော်ဘိုက်ကိုမှန်းပြီးတော့ဥထွက်သွားထွက်သွားတဲ့ဟာကဒီလူကတော်တော်ဒီဟွာကရဲဘော်ကတော်တော် အသက်ပြင်းတယ်ပေါ့နော်၃ရက်လောက်ထိမသေးဘူးပေါ့၃ရက်လောက်ထိမသေးဘူးအဲ့ဒီသူအပြစ်ခံတဲ့နေရာမှာပဲ ရှိနေလဲနေတာကျန်တဲ့ကောင်တွေလည်းသွားမဆွဲရဘူးဆွဲရင်ထပ်ပြီးခံရမှာအဲ့တော့အိုက်တန်ကြီးထားတာတော့နောက်ဆုံးဟိုကောင်ကဘယ်လိုလုပ်ရလဲသူသူ့ဦးသူဒီလိုမျိုးကင်ပြီးတော့မှအဲ့3ရက်လောက်ကြာတဲ့ချိန်မှာသူ့ဦးသူကင်ပြီးတော့မှဒီဟိုဟာဟိုသူလူတွေရှိရတဲ့အောင်တဖြည်းဖြည်းတရွေ့ရွေ့နဲ့လာတာပေါ့နော်လာပြီးတော့မှသူ့လူတွေစီပြန်ရောက်တဲ့ခါကျမှကျွန်တော်တို့ဒီဘက်ကအန်ရကင်းနဲ့နောက်ဖက်လမ်းကနေပြီးတော့မှဒါပို့ရတာပေါ့နော်ဆေးရုံပို့တဲ့ခါမှာဥတွေပုတ်သွားတဲ့ဥတွေတော့ဖြတ်ပြီးတော့မှ ပြန်ပြီးတော့ဆက်ရတဲ့အခြေအနေမျိုးထိဒီလိုမျိုးပြောသည့်အထိကိုဒါအာရခတော့အေကကောင်းကောင်းထိမ့်ချုပ်ထားနိုင်တယ်ခြေမုံထားနိုင်တယ်အဲ့ဒီဟာကိုစစ်ကူဆိုပြီးတော့မှဒီအဖွဲ့ကိုစစ်ကူထတ်လာတဲ့စစ်ကြောင်းကိုပါထတ်ပြီးတော့မှနောက်တစ်ထပ်ပြီးတော့မှတီးထုတ်ပေးလိုက်တာပေါ့နော်တီးထုတ်ပေးလိုက်တဲ့အခါကျတော့ဒါတော်တော်များများကသိမင်းတမန် နတ်ရီကန်ဆိုတဲ့အတိုင်းပဲနတ်ရီကန်ဘက်ကိုခြေဥလှဲတဲ့ကောင်မှန်သမျှကအသက်ပြောရတဲ့အခြေအနေမျိုးထိရောက်သွားတယ်ဆိုတော့ပြောချင်တာပါဟုတ်အောင်အဲ့ဒီနတ်ရီကန်လည်းဒါတက်မတော်တော်များများတပြုံပြုံကြီးနေပြီဟုတ်တယ်ဟုတ်တယ်အဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအကျန်းဖတ် ARSA အဖွဲ့ရဲ့၉နှစ်မြောက်ဟိုဟာစုစုဝေးပွဲပေါ့နော်အဲ့ဒါကတော့ခုနကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်တိုင်းကမှာစုဝေးပြီးတော့မှဒါစစ်တပ်နဲ့ပူးပေါင်းပြီးတော့အရခတ်တက်တော့ AA ရခိုင်ပြည်နယ်ကို ်ဘရရအောင်တိုက်မယ်ဆိုပြီးတော့ဒါချက်ဖက်ခေါင်းဆောင်ကနေမှဗီဒီယိုဖိုင်နဲ့ကြွေးကြော်တယ်ဆိုတဲ့ဥစ္စာတွေ့ရတာပေါ့ဟုတ်ဒါလည်းကျွန်တော်ထိတ်လန့်နေရပါဘောเนาะထိတ်လန့်နေရလူတွေအများကြီးပဲเนาะလိုက်ဗီဒီယိုဖိုင်ကျွန်တော်တွေ့လိုက်တာပါလူတွေအများကြီးထိုင်ပြီးတော့ပါကျွန်တော်တို့ကျွန်တော်တို့စီကတက်စုတစုလောက်တော့တော်လိုင်းဘက်ကတက်စုတစုလောက်တော့မရှိတဲ့အဖွဲ့ကထပြီးတော့မှတိရကြောင်ကကြားဟိန်းဟိန်းနေလို့ပဲတိရကြောင်ကကြားဟိန်းဟိန်းပြီးတော့မှဟောင်းကနေဦးကနေလုံနေတဲ့ဟာက ပြောပြအောင်မအဲ့ဒီအာစာဖွဲ့ကိုလည်းနော်ဟိုနေ့နေ့80 80လောက်တိရောက်ထားတဲ့ကောင်းလေးတော်ဒီနေ့ဒီနလန်မထူအောင်ဟိုမှာနော်ဒူးထောက်လေးရဲ့မှောက်လေးရဲ့ရအောင်ဖမ်းထားတဲ့အရခရတော့အေကိုရခိုင်ပြည်နယ်ကနေမရှိအောင်လို့စစ်တပ်နဲ့ပူးပေါင်းပြီးတော့မှတိုက်ခိုက်ပေးမယ်ဆိုတဲ့ဟာပေါ့မြန်မာနိုင်ငံထဲမှာတိုင်းသားတော်လှန်ရေးတပ်ဖွဲ့ပေါင်းများစွာရှိတယ်နော်ဘယ်တပ်ဖွဲ့ကို စစ်တပ်ကလုံးဝပျောက်သွားအောင်ကင်းစင်သွားအောင်ဗေဒဖွဲ့ကိုတိုက်နိုင်ခဲ့ဘူးလေဆိုတော့တမိုင်းကိုအရင်ပြန်ကြည့်เนาะနိုင်ငံနဲ့ခြီတဲ့စစ်တပ်တစ်ခုကဘယ်တိုင်းသားတော်လှန်ရေးတပ်ဖွဲ့ကိုအမြင့်ပြအောင်လုံးဝမလာအောင်เนาะနာမည်ပါမရှိအောင်လုံနိုင်ခဲ့လေ သူမှမလုံးနိုင်ဘူးအခုဒီ AR SE ကလည်းဘုံကလည်းအရခတ်တက်တော် AR နေမှာအပြင်အထံတိုက်ခိုက်လို့ဒါခွေးပြေးဝက်ပြေးပြေးပြီးတော့အခုလေဘင်္ဂလားဒေ့ရဲ့နေပြီးကမှဘင်္ဂလားဒေ့နေဆက်လွန်မြောက်နေပြီလေတနေရာကနေပြီးကမှပြောရရင်တော့စက်စက်ကုမကုနေပြီပေါ့ဗျာမြန်မာပြည်အရခတ်တက်တော် AR ထိန်းချုပ်ထားတဲ့မြန်မာပြည်မြေလည်းမဟုတ်ဘင်္ဂလားဒေ့ကလုံးဝအလုံးစုံထိန်းချုပ်ထားတဲ့မြေလည်းမဟုတ်တဲ့ဂျားစက်ကုမကုကာလာဂျားလေးထဲမှာအဲဂျားလေးထဲမှာထိုင်ပြီးတော့မှာ ပြောတာပေါ့နော်ပြောတဲ့တည်းမှာမှတကောင်းမှမျက်နှာမဖော်ရဘူးနော်မျက်မှန်နဲ့ဒီဟိုဟာနဲ့နော် match တွေဟိုဒီဒီမျက်နှာဟိုဟာမျက်နှာဖုံးပေါ့နော်မျက်နှာဖုံးတွေပါတက်ပြီးတော့မှပြောတာတယောက်တော့ဖော်တယ်မုတ်စိတ်နဲ့တယောက်အဲ့ဒီမှာမျက်နှာဖော်ထားတာတယောက်ပဲရှိကျန်တဲ့ကောင်တကောင်းမှမျက်နှာမဖော်ရဲပဲနဲ့ပြောတဲ့ဟာကမင်းတို့ profile လောချပြီးတော့မှ comment လာရေးသလိုပဲမင်းဘာကောင်းမှန်းလဲမသိဘူး ဘာလို့ပြန်ပြောရမှန်းလည်းမသိအဲ့တော့မင်းတို့ဟာတွေက6800တော့မတန်တော့မင်းတို့3400လောက်ပဲရမယ်အစီလို့ငါတို့3400ပဲပေးတယ်ဖြတ်ထားလိုက်သေးတယ်တဝက်တဝက်ချင်းဖြတ်တယ်ဆိုပြီးတော့မှနော်ဒီလိုမျိုးလုံးဝမဲ့កောင်မျိုးတွေပေါ့နော်အဲ့တော့အဲ့အဲ့ဒီကနေ तू မိန်ကုန်းပြောနေစကားပြောနေတဲ့ဟာပြီးလဲပြီးတော့ဒီဘက်ကသူ့ရဲ့တက်ဖွဲ့ကို လှည့်ပြီးတော့မှဓာတ်ပုံလည်းရိုက်ပြီးအောင်ဟာလူလူတွေလူတွေအများကြီးပေါ့နော်ဆရာကြီးပြောလို့ပဲအယောက်30လောက်ပေါ့နော်ဒါတော့ခြေကန်းအကောင်ကြီးပါခေါ်ထိုင်ထားခိုင်းလားမသိဘူးပေါ့နော်ဒီအာစာကနော်အေအေကိုအပြက်ခွာဖြစ်မယ်ပေါ့နော်ရခိုင်မြေထဲမှာလုံးဝမရှိအောင်လို့တိုက်ထုတ်ပြမယ်ဆိုရဲကြွေးကြော်မှုကြီးရတော့ လက်ဖျားခါတယ်မိဘိုးကျိုးထွန်းမြဲနိုင်သူ့အသူနေတာရီအောင်သွားတောတောကြီးတော့မလုံးနဲ့သူ့အသူအေးစေးတီတီငိမ့်ငိမ့်ခေါင်းဆောင်တယောက်တီတီငိမ့်ငိမ့်သူ့ရဲ့ဘာကြီးလောက်ရမယ်ဆိုတော့အလုပ်တွေကိုစဉ်းစားပြီးတော့ပလန်ချပြီးအလုပ်လုပ်နေလူတယောက်နော်ခွတ်တုခွက်လန့်ရီအောင်လို့သွားသွားပြီးတော့မှနော်ကဘာကျော်ဟာသတွေသွားသွားပြီးတော့မပြောကြပါနဲ့လို့ဒါတိုက်တွန်းချင်တာပေါ့နော်အာစာကိုလည်းဟိုဒါရုပ်ရှင်းတူလို့လူမျိုးချင်းတူလို့ပြောပြတာပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒါရှမ်းပြည်နယ်မြောက်ပိုင်းပေါ့ကြောင်မဲမျိုးကိုခုနတရားနာနေ လက်ကနေမှကျွန်တော်တို့အော်တိုဘာလတရက်နေ့ကနေမှစစ်တပ်ကပြန်တင်ပိုက်ခိုက်တယ်ပေါ့နော်တင်ပိုက်ပြီးတဲ့နောက်ပိုင်းမှာဘုံကဒါကြောင့်မဲမျိုးမှရှိတဲ့ပြည်သူတွေတချို့လိုက်ဖမ်းဆီးတာတွေအဲနောက်တစ်ခုကဒီ TNN အနေနဲ့ပတ်သက်ပါတယ်ဆိုပြီးတော့ဒါယူဆတဲ့လူတွေမှန်သမျှကိုလိုက်ဖမ်းတယ်နောက်တစ်ခုကကျွန်တော်တို့ NLD အမတ်ဟောင်းပေါ့ NLD အမတ်ဟောင်းဆိုလဲဖမ်းသွားပြီးတော့မှအိအိတို့ဆိုင်တို့ချိတ်ပိတ်တယ်ဆိုတာကိုသိရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်လို့လဲကျွန်တော်တို့ ဒီဘောเนาะအမြဲတမ်းအဲဟိုဖြစ်တာဘောเนาะဟိုဘယ်လိုပြောရမလဲမခံကြည့်မခံတာဖြစ်ရတဲ့ကိစ္စတွေဘောเนาะကျွန်တော်တို့တွေထိန်ချုပ်လိုက်တဲ့နေမြေတွေမှာဆိုလို့ရှိရင်ချစ်ကောင်စီကခန့်ထားတဲ့အုတ်ချုပ်ရေးမူးတွေရဲ့အိမ်တွေကိုလည်းကျွန်တော်တို့ကပြင်းပြင်းထန်ထန်เนาะချိတ်ပိတ်ဓာတ်တို့သူတို့ထိမ့်သိမ်းထားတာတို့ဖန်စီရာတို့เนาะဒါမျိုးတွေတခုခုပေါ့เนาะ လှုပ်တင်တယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ကဟိုခြေမဟိုလက်တချောင်းအတွက်လက်တချောင်းပြန်ယူတဲ့သဘောတော့မဟုတ်ဘူးဒါပေမဲ့သူတို့ဒီလိုမျိုးလှုပ်လာတဲ့ဟာကကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဆိုတော့ဒီကောင်တွေကတော်လိုင်းနဲ့ပတ်သက်တဲ့ဟာမှန်သမျှနော်တော်လိုင်းတက်ဖွဲ့တွေထိန်းချုပ်ခဲ့တဲ့နေရာကိုသူတို့ပြန်ပြီးတော့မှစိုးမိုးပြီဆိုတာနဲ့လှုပ်ရှင်နိုင်လို့အခုဆိုလို့ရှိရင်ဒါအဲ့ဒီနေမြေတွေမှာဆိုလို့ရှိရင်စစ်မှုတန်းမတရား အဆုခံနေရပြီစင်မူတန်းအဆုခံနေရတဲ့ခါကျတော့အပြည်သူလူထုလူငယ်တွေဒါပြေးတာလွားလွားတာတွေဖြစ်လာတဲ့နောက်ဆုံးကျတော့တိုင်းတစ်ပါးကိုတခြားနိုင်ငံတွေပြေးတခြားနိုင်ငံပြေးတဲ့ခါကျတော့လူစုလူဝေးနဲ့ပြေးတော့ဒါမကြခဏအဖမ်းခံရတဲ့ပြဿနာတွေအများကြီးကြုံနေရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းကိုတိမ့်ပိုက်လိုက်တဲ့နေမီတစ်ခုရပြီဆိုတာနဲ့အဲ့ဒီနေမီမှာရှိတဲ့ကျွန်တော်ဥမာနန်းစီဒီယံဝန်ထမ်းတို့သူနဲ့ပတ်သက်တဲ့ အားကြီးတို့ informer ဘယ်သူလဲဆိုတာချစ်ကောင်စီကိုဘယ်သူကတရင်ပေးနေလဲဆိုတဲ့ဟာအဲ့ဒီထက်ပြည်သူလူလူသိတယ်ဟုတ်တယ်အဲ့လိုတရင်ပေးတဲ့အိမ်တို့အမာခံအိမ်တို့ဆိုတဲ့ဟာတွေကကျွန်တော်တို့ကပြင်းပြင်းထန်ထန်ပေါ့နော်အခုကျွန်တော်တို့ဟိုဟိုကောင်တွေကိုဒါခေတ္တမိုင်းကိုဒုံဆိုင်ကြသူများဆိုတဲ့ဟာကိုအဲ့ဒီဇာကောက်ရိုက်ခဲ့တဲ့ကောင်တွေကိုကျွန်တော်တို့ကသတိပေးလို့သတိပေးမိတ်ထုတ်ပြန်ပြီးတော့မှဒီနယ်မြေထဲမှာခင်ဗျားတို့လုံးဝခြေမချနဲ့ဒီနယ်မြေထဲမှာဘလို့အကြောင်းအကြောင်းကြောင်းမှာ ်ခြေမချနေဆိုတော့ကျွန်တော်တို့ကဖြစ်ဟိုဖြစ်နေတဲ့ဟာကတမျိုးဗျာဘယ်လိုလဲဆိုတော့တနာတဲ့တဲ့တနာတဲ့အခါကျတော့ကျွန်တော်တို့ခြေကောင်းစီရအတင်းအာရမခိုင်းစီလို့ကျွန်တော်တို့ဘလို့ချင်းချောက်ထားလို့ကျွန်တော်ကလုံနေရတာပါဘလို့ဖြစ်ပါလဲညာလို့ဖြစ်ပါလဲဆိုပြီးတော့နည်းနည်းမျက်ရည်ကန်လေးထိုးလိုက်ရင်ကျွန်တော်တို့ကနှလုံးသားနှလုံးသားလာတဲ့လူတွေဆိုတော့တနာပြီးတော့မှကျွန်တော်တို့ကအဲဒါဆိုရင်လည်းခင်ဗျာဒီအမှုတွေနောက်မကျွလို့ရင်ရပြီးတုံးမန်းအောင်မှာပဲကျွန်တော်တို့ကအချိန်ကာလ ပြေးမြောက်သွားလို့ရှင်တခုခုဟိုဖြစ်သွားလို့ရှင်လှုပ်ပေးလိုက်တာဟုတ်အဲ့ဒါခါတဲ့တော့အေးဆိုလို့ရှင်လေဟိုအမျိုးသမီးတွေဆိုလို့ရှင်မိသားစုဝင်နေဆိုရင်လှုပ်ပေးလိုက်လှုပ်ပေးလိုက်တာနော်ကျွန်တော်တို့ဟိုမှာလူလူကောင်းဆောင်ဒီနေ့ဒီချိန်ထိထောင်ဝင်တာတွေးခွင်အောင်မပေးမပေးဘဲနဲ့ထားထားတဲ့ဟာဒီကကျွန်တော်တို့ဘက်က나ကြီးခံပြင်းနေရတယ်ပေါ့နော်အဲ့တော့ပြန်ပြီးတော့မှကျွန်တော်တို့ကလည်းသူတို့ဘက်ကလူတွေဒီလိုမျိုးဟိုဖြစ်လာလို့ရှင်လေတခုခုလေးပေါ့နော်ဒါ ဟိုပြင်းပြင်းထန်ထန်လေးလှုပ်တင်နေဆိုတဲ့ဟာလေးလေကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေဒီနေရာနေအကြံပြုတိုက်တွန်းညင်နေပေါ့နော်ဟုတ်နောက်တစ်ခုကလည်းဒါအာရဝန်တာစီယာတရင်တစ်ခုပဲပေါ့နော်မကွေးတိုင်းရဲမူကြီးကြော်စိုးဝင်လိုက်ပါလာတဲ့ကားလေးစီရှင်တန်းကိုပဋိမောရလမ်းမပေါ်မှာကျွန်တော်တို့တော်လိုင်းရဲဘော်တွေကနေမှမိုင်းဆွဲတိုက်ခိုက်တယ်ပေါ့နော်မိုင်းဆွဲတိုက်ခိုက်တဲ့အချိန်မှာပဲဒါဘူးလဲဗီဒီယိုဖိုင်လေးကြည့်လိုက်ရမှာပါနော်နောက်ပိုင်းမှာဒါဟိုရဲဘော်ကြော်စိုးဝင်က ွားလိုက်ကျွတ်ထွက်ပြီးတော့အပြင်းထန်တန်ရရတယ်ပေါ့နော်အပြင်းထန်တန်ရရတယ်နောက်တော့ဟိုလေးယောက်လောက်တည်တယ်လို့လည်းတရင်ရရှိတယ်ပေါ့ဟုတ်ဟုတ်အဲ့ဒီမှာကျွန်တော်ကြီကအုပ်ထုပ်တွေပါရေးပေါ့နော်ပိန်းလိန်ပြီးတော့မှချိန်ချိန်ပြီးတော့နော်ချိန်ပြီးတော့မှတွေ့ရတယ်ပေါ့နော်အဲ့ဒီမှာသူကမိုင်းကတလုံးကမကွဲဘူးဖြစ်ချင်တော့တလုံးမကွဲတဲ့အခါကျတော့ကားကိုကျွန်တော်တို့ဒီလိုမျိုးအဲပင့်ပြီးတော့မှရိုက်လိုက်တဲ့အနေထားမျိုးပဲဖြစ်သွားတာပေါ့နော်ဖြစ်သွားတဲ့အခါကျတော့ အာဒါဒီကောင်ပါလာတဲ့ကောက်ထိသွားတယ်ဆိုတော့တေးကြတယ်ဘာဖြစ်လို့လဲဆိုတော့ရတဲ့သတင်းရာဒီကောင်ပြေပြေရဆေးဆေးရောပို့လိုက်တယ်ဗောနော်ကျော်စိုးဝင်းကတော့ तू ကသူကလည်းကျွန်တော်ပြောပါမယ်သူကမိုးကြွှေကိုရဲစစ်စစ်မဟုတ်ဘူးသူစစ်တပ်ကနေသွားတာစစ်တပ်ကနေသွားတာမှာမှာ तू ကဘသူနဲ့တပတ်ဆင်တယ်လဲဆိုတော့ဇော်မဲလုံးနဲ့သူနဲ့တပတ်ဆင်တယ် DSC 30ခွန်啊ဗောနော် DSC 30ခွန်啊 तू အဲ့လိုမျိုးဒါရဲကိုရောက်သွားတယ်ရဲကိုရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ ဒါ NND အစိုးရလက်ထက်ပေါ့နော်မေစုအစိုးရလက်ထက်တုံးကကျတော့ तू ကဒီနေပြည်တော်မှာဒီအတိုင်းပင်ခံပုဂ္ဂိုလ်ရဲ့ဟိုမှာပေါ့အဲလုံုံရေးပေါ့နော်အတိုင်းပင်ခံပုဂ္ဂိုလ်ရဲ့ဒါအနီးကလုံုံရေးပေါ့ဒီကောင်ကအဲအိမ်ုံသွားသွားပြီးတော့မှတခြားလူတွေကသွားတွေ့ကျင်လို့ဘာလို့ဆိုပြီးတော့မှသွားတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဒီကောင်ကမချေမငံဆက်ဆံတယ်ဘာလားလို့တာလဲဘာအကြောင်းကိစ္စနဲ့တွေ့ကျင်တာလဲဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ तू ကတာဝန်ရှိတဲ့လူဆိုတော့ ပုံစံမျိုးနဲ့ပေါ့နော်ဒီလိုမျိုးဒါလုတ်ခဲ့တယ်ပြီးလို့ရှိရင်ဒါအာနာသိန်းရောသိန်းတဲ့အခါမှာမေစုကိုလာပြီးတော့ဖမ်းတဲ့ချိန်မှာလေဒီကောင်ကမရှိမငန်းဟာကြာတယ်လို့ပြုတယ်လို့တဲ့ဘယ်လိုမျိုးဟိုဟာဖြစ်တယ်လို့ဟာတို့အိမ်ထဲကလူတွေလည်းငေါငန်းပြီးတော့မှအဲဝင်ပြီးတော့မှဖမ်းခဲ့တယ်အထဲထဲမှာလေဒီကောင်ကရဲတပ်ဖွဲ့တွေမှာဒီကောင်ခေါင်းဆောင်ဖြစ်တယ်ပေါ့နော်ဒါတော်တော်ဒါမဲမဲရဲရဲမေစုလုံးအနီးကလုံးညိုရဲလုတ်ခဲ့တယ်ပြီးတော့ ပြန်ဖမ်းတဲ့ချိန်ကျတော့လေမေဆုကိုဒါဝါဖြစ်ခဲ့တယ်ဗောနော်အဲလူမျိုးဆော်ကားခဲ့တဲ့လူတယောက်ဖြစ်တယ်ဗောနော်ဒီလူကဒါဒီလူနဲ့ပတ်သက်ပြီးတော့မှတော်တော်ဒါဒေါ်လိုင်းတက်ဖွဲ့ကြီးကပြီးလို့ရှိရင်ဒီဒီကောင်ကအကတ်တော်တော်ကောင်းတဲ့ပုံစံမျိုးဗောနော်ယာယီစောနာပြောပြလို့ပဲဒါဟိုမကွေးတိုင်းမှာရဲမီရဲမူကြီးရဖို့ဆိုတဲ့ဟာကတော်တော်ကြီးအကတ်ကောင်းအကတ်ကောင်းပါဗောနော်မလွယ်ဘူးဆိုတော့ဘုံဘူးကဘာကြောင့်မလွယ်တာလဲဆိုတော့မကွေးတိုင်းကဒါရေနံနဲ့ပတ်သက်လို့ ဒါအများဆုံးပေါ့နော်ဝင်ငွေအကောင်းဆုံးနေရာဝင်ငွေအကောင်းဆုံးနေရာဖြစ်တဲ့အတွက်ကြောင့်ဒါမကွေးတိုင်းလိုနေရာမျိုးမှာရဲမှုကြီးအဆင့်ဖြစ်ဖို့ဆိုတော့တော်တော်လက်ထိုးထားတာတို့ခုနလိုဒါတရမလားဟိုအမေစုပေါ်မှာအဲ့လိုမျိုးရုပ်မှထားတာအဲ့လိုအချိန်နေကြောင်းတော့ဒီကောင်မကွေးတိုင်းရောက်လာပြီးတော့ဟိုဟာဖြစ်တာပေါ့တကယ်တမ်းလည်းအခုလက်ရှိကျွန်တော်တို့အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာစစ်ကောင်စီကနေမှကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးကရေနံချက်တဲ့ဒါဒေတန္တရပုဂ္ဂလိကပေါ့နော် ရေနံရှက်ပိုးတွေကိုရေနံရှက်လောက်ခွင့်ပိတ်လိုက်တာပိတ်လိုက်တဲ့အခါကျတော့သူကတရားဝင်မချက်တော့ဘူးပေါ့နော်ဒါအရင်တော့ဆိုတာတရက်တို့ဒါမကွေးမကွေးတိုင်းမင်းတုံးတို့ဘာတော့မင်းတုံးကနေမှကျွန်တော်တို့လာလို့ရှိရင်ရဲကိတ်ကနေပြီးစောင့်ပြီးအဲ့မှာမျောတွေစစ်တယ်ဖမ်းတယ်စီးတယ်ဒီကောင်တွေကကျွန်တော်တို့ဒီမကွေးတိုင်းကနေမှဟို AOD တိုင်းပေါ့အင်ကပူမြန်အောင်ကြံခင်းအဲ့မှာရေနံရှက်ပိုးတွေကိုအဲ့တွဲကားတွေမှန်သမျှတော့ဒီကောင်တွေကမင်းတုံးမှာ စောင့်ပြီးတော့စစ်စနိုလမ်းစုံလို့အဲအဲ့လိုလမ်းစုံတွေမှာဒီရဲတွေကစောင့်ပြီးတော့ဖမ်းပြီးတော့မှမျောမပါဘူးဆိုရင်အဲ့ကားတစ်စီးလုံးဒါကားရဲ့တံပိုးကဘလောက်လဲအဲနောက်တစ်ခုကရေကားပေါ်မှာပါတာလဲဟိုရေနံစိမ့်အလုံး200တံပိုးကဘလောက်လဲအဲဆိုရင်တိမ့်တာဒီကောင်တွေကတိမ့်မှာကြလို့ဆိုရင်ကားပြန်ပေးစီပိုးစီတွေယူထားပေါ့အဲအဲ့လိုမျိုးဒီကောင်တွေကလောက်တာအခုနောက်ပိုင်းကျတော့ဒါဟိုပြည်သူတွေကတရားဝင်မချရတော့ခိုးချက်တာဩခိုးချက်တဲ့အခါကျတော့ဒီကောင်တွေကအဲ့ ခိုးချက်တဲ့ဖိုးတွေကိုဒီအောင်လိုက်ဖမ်းဖို့ပြင်တာအများတန်းသူတို့ကအဲ့လမ်းကြောင်းလှုပ်လှုပ်ရှားနေကြခွင်ပဲအဲ့ဒါကြောင့်ဒီကောင်ပတ်စံရမလားဆိုပြီးလိုက်ပြီးရေနံချက်ဖိုးတွေလိုက်ဖမ်းဖို့နေမှာပေါ့အဲ့ဒီကနေမှအခုမိုင်းဆွဲခံရတယ်ဟုတ်ဒါဟိုစားတရလိုက်ရှာတာပေါ့နော်စားတရစားတရလိုက်ရှာရင်နေဝါးတရသွားသွားမရှိတော့တဲ့အခြေအနေမျိုးပေါ့အဲ့တော့ तू ကမိုင်းကဒီလိုမျိုးအောက်ကနေကွဲတဲ့အချိန်မှာလူလူက ကားထဲမှာဟိုဖြစ်နေတော့ဒီအောက်ကပင်လိုက်ပင်ပြီးတော့ရိုက်လိုက်တဲ့အချိန်ပေါ့နော်လေဟတ်တဲ့အချိန်နဲ့သူကအပေါ်ကကားအမိုးနဲ့ဒီလိုမျိုးခေါင်းနဲ့ကျွန်တော်ကြီကောက်ထုတ်ကိုကြီးတဲ့ပုံစံရတယ်ဒီလိုမျိုးပေါ့နော်ခေါင်းနဲ့ရိုက်တာနဲ့တူရတယ်ခေါင်းနဲ့ရိုက်တဲ့အခါကျတော့သူကဒီဒီကတော့ဒီဒီခေါင်းကတက်ကဟာဟာအစီဖြစ်သွားတာပေါ့နော်ဖြစ်သွားတဲ့အခါကျတော့ share share တွေကျုပ်ပြီးတော့မှ share ပါးတောင်ပြတ်သွားမဲ့အနေထားမျိုးထီတောင်ဒါဟိုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလူကမေဆုကိုဒီလိုမျိုးဟိုဖြစ်ခဲ့တဲ့ လူတယောက်ဖြစ်တယ်ဗောနော်အဲဒီလူဒီလူမျိုးဖြစ်သွားတာကတော်တော်ကြီးဒါအားရတရားလို့တော့ဟိုပြောလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်ပြောခဲ့တဲ့အထဲမှာတော့ဒါကျွန်တော်တို့တွေတော်တယ်အမှုပညာအမိခံဗောနော်ဒါလက်ကင်တုပ်တွေကိုဒါပြင်းပြင်းထန်ထန်အေးယူမယ်ဆိုရယ် UG 5ဘွဲ့ရဲ့ထုတ်ပြန်ချက်ကလည်းထုတ်ပြန်ပြီးယူရရင်တော့တခုအရှင်တော့လာတော့မယ်ဆိုတာဒါအဲကျွန်တော်ကြိုပြီးတော့တွေးထားလို့ရပြီဗောနော်အဲ့တော့ကိုယ့်အိမ်ထဲမှာပဲ ကိုနေကိုတို့တို့ကိုင်းနေမှာပဲကိုနေပါတော့ဗောနော်ကိုနေဝင်းတို့နော်ကိုမြင့်မြတ်တို့နော်ကိုကိုနေကိုဝင်းတို့ဟုတ်ပြီလို့ရှိရင်ကျွန်တော်တို့ဒါသင်မင်းတမန်နဲ့ရေကန်ပေါ့နော်ဒါဒီနေရာမှာလဲကျွန်တော်တို့တော်တော်စစ်ကောင်စီကတော်တော်တိုင်ပတ်နေတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ဆုံးပြောချင်တာကတော့အာစာဖွဲ့ကြီးကတော့ဒါ AEO ချင်းချောက်လိုက်တဲ့အာစာဖွဲ့ကြီးကတော့အင်ပလန်ကြောက်ဖို့ကောင်းပါတယ်ဆိုတော့ပြောကြရင်လည်းကျွန်တော်စကားဝိုင်းလေးကိုညီကုန်းချုပ်ပါရဗျအားလုံးပဲကျေးဇူးတင်ပါတယ်